မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေ။မိတ်ဆွေတို့ကိုမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကကျွန်တော်တို့ copyright မမီပဲနဲ့ကျွန်တော်တို့အလန်းစားတပ်ပုံတွေဗီဒီယိုတွေကို free download ဆွဲလို့ရမယ့်နေရာလေးကိုကျွန်တော်ပြောပြပေးမှာပါ။ကျွန်တော်ဒီနီလန်းလေးတွေကတော့အများကြီးရှိပါတယ်။အများကြီးရှိတဲ့အထက်မှာကျွန်တော်မိတ်ဆွေကိုကျွန်တော်ပြောပြမယ့်နီလန်းလေးကအရန်လွယ်ကူတယ်ပြီးရင် quality ကောင်းကောင်းနဲ့ရတဲ့နီလန်းလေးကိုပြောပြပေးမှာပါ။ ကျွန်တော်ဒီ PEHCN လဲ Business ဆိုတဲ့ application လေးရှိဖို့လိုတယ် Business ဆိုတဲ့ application လေးကို download ဆွဲဖို့ဆိုရင်ကျွန်တော်တို့ဒီ Play Store မှာ Play Store မှာ PEHCN Business ဆိုတဲ့ application လေးကိုကြိုက်ရှာပြီးတော့ download ဆွဲလိုက်ပါဒီ application လေးကကျွန်တော်တို့ဒီ iOS တမားတွေအတွက်ဆိုရင်တော့မရပါဘူးကျွန်တော်ဒီ Android တမားတွေအတွက်ပဲ သုံးလို့ရပါမယ် iOS ဓမ္မတွေကကျွန်တော်တို့ဒီ Google ကနေ website ထဲကိုဝင်ပြီးတော့ download ဆွဲလို့ရပါတယ်ကျွန်တော်ဒီ home နဲ့ကိုရောက်သွားပြီးဒီ application နဲ့ကိုရောက်သွားပြီးဆိုရင်ကျွန်တော်တို့ကိုလိုချင်တဲ့အကြောင်းအရာကိုကျွန်တော်တို့ search bar မှာရိုက်ပြီးတော့ရှာပြီးတော့အာ download ဆွဲလို့ရပါတယ်ဒီလိုတကူ download ဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်ဒီ search bar မှာဆိုရင်ကို ိုကဘာအကြောင်းအရာသိချင်တာလဲဒီမှာကိုသိချင်တဲ့အကြောင်းအရာကိုဒီမှာရိုက်ရှာလိုက်ပါ FOD food ဆိုရင်အကြောင်းနမူနာအနေနဲ့ပြောပြပေးတာပါဒီ MD အစားတောက်ပုံလေးဆိုရင်အရင်က quality ကောင်းပါတယ်ခင်ဗျာဒီ quality ကောင်းတဲ့ပုံလေးတွေကို download free download ဆိုလို့ရပါတယ်ကျွန်တော်ဒီ sandwich ပုံလေးကိုကျွန်တော်တို့ download ဆွဲမယ်ဒီအစိမ်းရံပုံစံ download ဆိုရတဲ့အားလေးကိုနှိပ်မယ်ပြီးရင် download image ဆိုတာထပ်နှိပ်မယ် ပြီးမှဆိုရင်ဒီမှာဆိုရင် quality လေးရွေးလို့ရပါတယ်ဒီမှာ large ရှိမှ medium ရှိမှ small ရှိမှဒီမှာ size မျိုးမျိုးပေါ့နော်ဒီမှာ large ပေါ့ download ဆွဲလိုက်မယ် download ဆွဲပြီးသွားပြီအရင်မကြောက်ဒီမှာဒီတပ်ပုံတပုံဆွဲရတာဒီ download ဆွဲပြီးသွားရင်ဆိုရင်ဒါတော့သူတင်တင်ထားတဲ့လူရဲ့ account ပေါ့နော်အပီရင်ကို download ကိုရဖုန်းနဲ့ရောက်မရောက်ကျွန်တော် တချက်ပြမယ်ပြီးရင် open နှိပ်လိုက်မယ်ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကိုရောက်သွားပါပြီပေါ့ပြီးရင်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ video ပေါ့နော် video ကိုဘယ်လို download ဆွဲလို့ရလဲဆိုတာကျွန်တော်ပြောပြပြမယ် if တပ်ပုံရဲ့ဘေးနားမှာ video လေးရှိရပြည်ဒီမှာ video ဆိုတာလေးကိုနှိပ်လိုက်ပါဒီမှာဆိုရင် video လေးတွေအများကြီးရှိတယ်။ဒီ video လေးတွေယူသုံးပြီးတော့ကိုယ့်ရဲ့ YouTube channel မှာကျွန်တော်တို့ တင်လို့ရပါတယ်ခင်ဗျာဒီဗီဒီယိုလေးကို download ဆက်ဖို့ဆိုရင်ကိုကြိုက်တဲ့ဗီဒီယိုကိုအဲတစ်ချက်ထောက်လိုက်မယ်ဒီမှာကိုကြိုက်တဲ့ဗီဒီယိုကို share ပေါ့နော်အာမတွေ့မချင်း share လို့ရတယ်ကိုအဲမဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးရောဗီဒီယိုကိုဒီမှာရိုက် share လိုက်ပေါ့နော်ပြီးရင် download ဆိုတာကိုနှိပ်မယ် download နှိပ်ပြီးတော့ရင် download video ဆိုတာရှိတယ်ထပ်ပြီးတော့နှိပ်မယ် download video နှိပ်ပြီးသားရေဆိုရင်ဒီမှာလဲ site အမျိုးမျိုးရှိတယ်ကိုယ်ကြိုက်တဲ့ site ကို download ဆွဲလိုက်ပါ download video ဆိုပြီးတော့နှိပ်လိုက်အော်ပြီးပြည့်သားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ်ရဲ့ဒီ download ဆွဲလိုက်တာဖုန်းနဲ့ရောက်မရောက်ကိုကျွန်တော်တို့တစ်ချက်ကြည့်ကြည့်မယ်ပြီးရင် open နှိပ်လိုက်မယ် ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲကိုဒီဗီဒီယိုလေးဗီဒီယိုအတူလေးပေါ့နော်ဒီဗီဒီယိုလေးကိုရောက်သွားပြီဒီရလေးကိုယူသုံးပြီးရောကိုယ့်ရဲ့ channel မှာကျွန်တော်တို့ quality ကောင်းကောင်းနဲ့ဓာတ်ပုံလေးတွေအဲဗီဒီယိုလေးတွေဓာတ်ပုံလေးတွေကိုတင်လို့ရပြီပေါ့နော်ကျွန်တော်ဒီနီလန်းပြင်နောက်ထပ်နီလန်းလေးကိုလည်းကျွန်တော်ပြောပြပေးမယ် ောက်ထပ်နည်းလမ်းလေးမှပြောခင်ကျွန်တော်တို့ဒီ application လေးကကျွန်တော်တို့ကိုယ့်ရဲ့ Gmail လေးနဲ့ဖွင့်ထားပေးလိုက်ပါဖွင့်ထားပေးပြီးရင်ကျွန်တော်တို့ဒီအကောင့်ထဲမှာလည်းကိုယ်ကတက်ပုံနေပါရဲ့တင်ကျင်နေဆိုရင်လည်းတင်လို့ရတယ်ဗီဒီယိုတွေပါရဲ့တင်ကျင်နေဆိုရင်လည်းတင်လို့ရပါတယ်ခင်ဗျာဒီ application လေးကအရင်ဆင်ပြပါတယ်နောက်ထပ် application လေးလည်းရှိသေးပါတယ်ခင်ဗျာနောက်ထပ် application လေးလည်းကျွန်တော်၃ဒီမျှဝေပေးတော့အောင်ဟဲ့ နောက်တဲ့ application လေးကကျွန်တော်တို့သုံးဖို့ဆိုရင်ကျွန်တော်တို့ဒီ app Google Play Store မှာကျွန်တော်တို့ download ဆွဲရမယ်ဒီ P I N T E R E S T Pinterest ဒီ Pinterest ကို download ဆွဲပြီးသားရင်ကျွန်တော် application နဲ့ကိုဝင်လိုက်မယ် เจ้าဒီ application နဲ့ဝင်ပြီးသားရင်မိတ်ဆွေတို့ login နဲ့အကြောင်းအရာကိုဒီ search bar မှာရိုက်ပြီးရရှာလိုက်ပါလိုက်ရှာပြီးသားရင်ဒီမှာဆိုရင် quality အရင်ကောင်းတဲ့ဓာတ်ပုံတွေဒီမှာအများကြီးရှိတယ်ဒီဓာတ်ပုံတွေကိုအလကား free ယူသုံးလို့ရပါတယ်ကျွန်တော် download ဆွဲရတာ download ဆွဲရတာလည်းအရင်လွယ်ကူတယ် ကျွန်တော်ဒီဓာတ်ပုံတပုံကို ထောက်လိုက်မယ်ပြီးရင်ဒီအဆက်30ကလေးရှိတယ်ခင်ဗျာဒီ share ရဲ့ဘေးနားမှာအဲ့လေးကိုထောက်ပြီးရင် download image ဆိုတာရှိရယ် download image ကိုနှိပ်လိုက်ပါအဲဆိုရင် download ဆက်ပြီးသားပါပြီအရင်လွယ်ကူပါတယ်ဒီဟာလေးကဒါပေမဲ့တခုရှိရာကဒီ application လေးကကျွန်တော်တို့ video download ဆွဲလို့မရပါဘူးဒီဓာတ်ပုံတီးတန်ပေါ့နော် တပ်ပုံဒီဇိုင်း quality ကောင်းကောင်းနဲ့ download ဆွဲလို့ရပါတယ်။နောက်ထပ်တနည်းအနေနဲ့ YouTube ကိုက YouTube ကနေဆွဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ YouTube ထဲမှာလည်းကျွန်တော်တို့ video လေးတွေကိုဆွဲလို့ရပါတယ်။ဒီဆွဲလို့ရတဲ့နေ့လေးတွေကိုကျွန်တော်မျှဝေပေးသွားမှာပေါ့နော်။ဒီမှာကို YouTube search bar မှာကိုကဘာ video ကြည့်နေတာလဲကိုကြည့်နေတဲ့ video ကိုရိုက်ရှာလိုက်ပါဒီမှာဆိုရင်ကျွန်တော်နမူနာအနေနဲ့ Thai street food ဆိုတဲ့ နှိပ်လိုက်နှိပ်ပြီးသားရင်ကျွန်တော်တို့တရားစွရင်ဒီဗီဒီယိုတွေကယူသုံးလို့မရသေးဘူးဟိုကယူသုံးမယ်ဆိုရင်ဒီအဆက်30ဇက်လေးပေါ့နှိပ်လိုက်နှိပ်ပြီးရင် search filter ဆိုတာ search filter ရဲ့နှိပ်လိုက်ပြီးရင် creative comment creative comment ကိုနှိပ်ပြီးတော့ apply ဆိုတာနှိပ်လိုက်ပါဒီလိုမျိုး apply လုပ်ပြီးသွားပြီဆိုတာကြမှာကျွန်တော်တို့ဒီပေါ်လာတဲ့ video တွေကိုကျွန်တော် ဖေးယူသုံးလို့ရတယ်ဒီဖေးယူသုံးလို့ရတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒီ application ဒီ video အကုန်လုံးတစ်ပုဒ်လုံးကိုတိုက်ရိုက်ကြည့်ယူသုံးတယ်ကျွန်တော်တို့5စက္ကန့်5စက္ကန့်စီအေးယူတော့ပေါ့နော်5စက္ကန့်ပြီးရင် video active ပေါ့နော်ကိုယ့်ရဲ့ active scale နဲ့ယူသုံးနောက်ရဲ့ video ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ် ကျောင်းဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းတာရှိရင်လည်းကျွန်တော်တို့ comment မှာမေးသွားပေးလို့ရပါတယ်ခင်ဗျာကျွန်တော်ပြန်လည်ပြီးတော့ဖြေကြပေးပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်